ီးရဒပွိုင်း A A B A A C A အားတဲ့ vertices of the parallelogram ABCD parallelogram ABCD ရဲ့အစွမ်းမှတ်တွေဖြစ်ကြပါတယ်လို့နံပါတ်1က find the coordinate of D ရဲ့ coordinate အမှတ်ကိုရှာပြရမယ်နံပါတ်2က the area of the parallelogram ABCD ABCD ရဲ့ နဂါစုက ABCD ရဲ့ဧရိယာကိုရှာပြတာနံပါတ်2အပုံးမဲ့တတိယလေးနော်ကဲအဲ့တော့ ABCD လေးကိုဆရာတို့ပုံစံလေးဆွဲရမယ်အမှတ်စတက်တဲ့ခါမှာနော်အစရာတိုင်းတက်ဖို့လိုတယ် A B C D ဆိုပြီးတော့တက်ဖို့နဂါစုကပြည့်တက်တဲ့ကြောင့်မျက်နှာချင်းဆိုင်အနားလိုပြိုင်နေပြိုင်နေဒီလေအဲ့ရလေပြီးတော့ဆရာတို့ ဒီရက်ကောနီလေးကိုရှာမယ်။နောက်တစ်ခုအဲ့ဒီပါရာလီလိုဂရမ်ရဲ့အဲရီယာကိုရှာမယ်။ဆော့ဆော့ပဲဆက်လို့ဆက်ပြီးသွားတယ်။အဲရီယာကိုရှာမယ်ဆိုလို့ရှိရင်ဘတာရီခရော့ဘတာဘီ။ဂေါလီယာဘတာရီဂေါလီယာဘတာဘီ။ဒါဆိုရင်ကျားတို့ဘာလို့ရှာပြရမလဲဆိုရင်ဘတာ AB ခရော့ဘတာ AB ကိုဘာလို့ပြရမလဲ။ဟုတ်ပြီအဲ့တော့ဆရာပေးရလေးလို့ရေးလိုက်တော့လေ A က2 -1 4 D ရကြတော့5 1 2 C ရကြတော့3 1 4 La D ကိုကြတော့အမြဲထားနေကြတဲ့အတိုင် H Y Z ဒီသူတို့ရဲ့ပုံစံပြတာလေးတွေကားရယ်ကိုယ်ပတာက2 5 1 4 OB ပတာက 5 1 2 OCB ဒါက3 1 4ဟုတ်က OD ဒါကဘာဖြစ်သွားမလဲသူရှိနေ A Y Z အဲ့တော့ A B C D ရာ parallelogram ဖြစ်တဲ့အတွက်ကြောင့်မူ C A B C D is a parallelogram ဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့ဘတာနှစ်ခုอ่ะရေဆရာဘာနဲ့ပဲတွဲလိုက်လို့ဒီ AB နဲ့ DC နဲ့ပဲတွဲလိုက် AB ဘတာ equal to DC ဘတာ AB ဘတာ equal to DC AB ဘတာဆိုတာက OB ဘတာတဲ့ကနေပြီးတော့ OE ဘတာကိုထုတ်တာ DC ဘတာဆိုတာက OC ဘတာတဲ့ကနေပြီးတော့ OD ဘတာကိုနှုတ်တာ OB ဘတာကကျွန်တော်512 512တဲ့ကနေပြီးတော့နှုတ်မယ် OA ဘတာက2 minus 1 4 2 minus 1 4 equal to OC ဘတာက314 314 3 1 minus OD ဘတာကတော့ H1 အဲ့တော့5ကြီးက2လို့တော့ဘာရလဲဆိုလို့ရှိရင်3 1နဲ့ plus 1ဆိုတော့2 2 minus 4ဆိုတော့ minus 2တွေ့လို့ကောင်းလို့လိုက်မယ်ဆို3 minus h 1 minus 1 4 minus z အဲ့တော့ဒီလိုနှစ်ခုဆရာတို့ပြေးပြညီလိုက်3 minus 8က3နဲ့တူတယ်3 minus 8က3နဲ့တူတယ်1 minus y က2နဲ့တူတယ် ့9 minus y က2နဲ့ပြည်တယ်။4 minus z က -2 ပြည်တယ်။4 minus z က -2 ပြည်တယ်။အဲ့တော့ဒီကောင်လေးကိုဒီဘက်ကိုကိုးလိုက်မယ်ဆိုရင်အိတ်တန်ဘူကဘာဖြစ်မှာလဲ0ဒီကောင်လေးကိုဒီဘက်ကိုကိုးလိုက်မယ်နှစ်ကိုကိုးလိုက်တဲ့အခါမှာ y ကို minus y ဒီဘက်ကိုလိုက်လို့ရှိရင်1ဖြစ်မယ်2ဒီဘက်ကိုလိုက်တော့ minus 2ဖြစ်တဲ့အတွက်ကြောင့် minus 1 minus z ဒီဘက်ကိုလိုက်လို့ရှိရင် z ဖြစ်မယ် တော်လေးကဒီဘက်ကိုပို့လိုက်မယ်ဆိုလို့ရှိရင်အပေါင်းဖြစ်သွားမယ်ဖြစ်ဖြစ်ကြောင့်စစ်ဒါဆိုရင်ဆရာတို့သူမေးတဲ့နံပါတ်1ရဲ့ဒီရဲ့ coordinate မှာ0 -1 စစ်ဒါ coordinate တော့ဒါ coordinate တော့အခုတော့ဒီ new ပေါ်မှာ -1 ပေါ်မှာစစ်စီပြီးတော့လာအခုရအမှတ်ကြည့် ံပါတ်2ကအဲ့ parallel ကအ B C D ရဲ့ area ကိုရှာတယ်။ area ကိုရှာဖို့အတွက်ဘတာ AB ကိုရှာမယ်။ဘတာ AD ကိုရှာမယ်။နှစ်ခုကို cross လုပ်ပြီးတော့ module လိုက်ကြည့်တယ်။ဟုတ်ပြီနော်။အဲ့တော့ဆရာတို့ AB ဘတာကိုရှာမယ်။အဲ့တော့ဒီက AB ဘတာကဖြည်း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 ရှာကြရမယ်။ AB ဘတာကဆရာတို့ရှာထားရှိတယ်။3 2 2 3 2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  နောက်က AB ဘတာရဲ့ AD ဘတာကိုရှာမယ် AD ဘတာကိုလိုချင်ရင်ဆရာတို့ OD ဘတာတွေကနေပြီးတော့ OA ဘတာကိုနှုတ်မယ်ဥပွဲတူ OD ဘတာဆိုတာက0 minus 1 0 OA ဘတာဆိုတာကဆရာတို့2 minus 1 4 minus 1 4ဟုတ်ပြီ ဆက်ဆက်ပြောလိုက်မယ်0 2ဆိုတော့ -2 -1 -1 ဆိုတော့ +1 နဲ့ -1 နဲ့ဆိုတော့0 6 -4 ဆိုတော့2ရအဲ့တော့ညွှန်ရေဆရာတို့ AB ဘက်တာနဲ့ AB ဘက်တာကို cross လုပ်ဒီဘက်တာရဲ့အဒီဘက်တာရဲ့ဟိုခရော့လုပ်မယ် A B ဗတာ cross A D ဗတာ equal to A B ဗတာက3 2 2 3 3 2 minus 2 cross A D ဗတာက minus 2 minus 2 equal to အဲ့တော့3 2, 2. 2 minus 2 3 2 minus 2 0 2 minus 2 0ရှိသောအကောင်ကိုသင်မယ်။ဒေါင်းရရဲ့အပ်ဖို့လုပ်တဲ့ညက်နဲ့ညီလေးရနေပြီးတော့0ကိုပါလို့မယ်လို့ပေါ့။4 minus 0။ညက်နဲ့ညီလေးရနေပြီးတော့2 3 6ကိုပါလို့မယ်ဆိုရင်လုပ်မယ်။ညက်နဲ့ညီလေးအပေါင်း4ရနေပြီးတော့လုပ်မယ်။2 3 6ကိုလုပ်မယ်။အဲ့ဒါကို0ရနေပြီးတော့ -4 ကိုပါလို့မယ်ဆိုရင်လုပ် တော့ new platform ဆိုတာဖြစ်သွားတယ်ဒီကွယ်ဒီတော့4 minus 2 for ဆိုတယ်4 minus 2 for ဒါသူတို့ရေးဆရာတို့ဒီကောင်တစ်ခုကို multiple ယူလိုက်မယ်ဆိုလို့ရှိရင် parallelogram abcd ရဲ့ area ကအဲ့တော့ဆရာဖြစ်ခါလေးကြီးလိုက်တော့မယ်ဒီ area ရော parallelogram is modulus of beta ab cross beta ad equal to square root of 4 square plus minus 2 square plus 4 square အဲ့တော့စချောင်း16 plus 4 plus 16အဲ့တော့16နဲ့4နဲ့ဆိုတော့20 36 36ဆိုတော့ဒီကောင်ကဘာရမလဲဆိုလို့ရှိရင် စေရအဲ့တော့ area ဖြစ်တဲ့အတွက်ကြောင့်သူ့ကို unit square ဆိုပြီးတက်တယ်ဒါလည်းနော်နံပါတ်2နဲ့3တွေကဒီပုံစံလေးပဲဟုတ်ပြီကဲဆရာတို့2025ရဲ့နာမည်တပုစာရေနောက်ဆုံးပုံနော်၄ပုံပဲရှိနံပါတ်4က find the equation of the plane plane ရဲ့ equation ကိုရှာပေးရအဲ့ plane ကဆိုလို့ရှိရင်သူတို့ B အမှတ်တွေ B မှတ်တွေ A C မှတ်တွေကိုမဖြစ်သွားတဲ့ဆိုရှင်ချက်သွားတယ်အဲ့ plane ရဲ့ equation ကို number 1က in better form နဲ့ပါလို့ပြရမယ်ဆိုရင်ရှာပြရမယ် better form ဆိုတာက plane ရဲ့ equation better form ဆိုတာက better r equal to better e plus t1 d1 better plus t2 d2 better ရှာပြရမယ်နံပါတ်2က in cartesian form ကာဒီစီယံဖောင်တိုရဲ့ chapter 3မှာဒီပြီးဖောင်ပါတယ်ဒီခုလည်းရှိတယ်။ page plus point plus c equal to d ကိုဘာလို့မရလဲ။ဒီအဲ့တော့ကျွန်တော်ပုံပြလေးဆွဲလိုက်မယ် plane တစ်ခုအဲ့ plane ကအမှတ်၃မှတ် abc ဆိုတော့ဒီကြောင်ရမဟုတ်ပြအမှတ်၃မှတ်ကိုဘာဖြစ်လဲဆိုရင်ဖြတ်သွားတယ်။ဒီမှတ်ကဒီမှတ်က c အမှတ်ကဖြတ်သွားတယ် ABO ရှာလိုက်မယ်ဆိုလို့ရှိရင် direction ဘက်က D1 ဆိုတာရပြီးတော့ ACO ရှာလိုက်မယ်ဆိုရင် direction ဘက်က D2 ဆိုတာပါပြီလို့ဟုတ်ပြီအပြင်မှာကျွန်တော်ဖြစ်ပွားနေစီအကောင်ကိုကျွန်တော်ပါလို့တက်မှတ်လိုက်တယ်ဘတာကြီးဒါဆိုကျွန်တော်ဘတာ D1 ကိုရှာဖို့အတွက်ဘတာပေါ်နဲ့ D1 ကိုရှာဖို့အတွက် AB ဘတာကိုရှာလိုက်ရင် D2 ကိုရှာဖို့အတွက် AC ဘတာကိုရှာလိုက်မရှာရင်ပေးရတဲ့ပေးချက်ကလေးကိုဆရာတခါလေး ကိုသိရှင်ခန္ဓာပြောင်းပြီးရေးလိုက်ဥိပဒါက11 minus 1 11 9ဥပိပဒါက64 minus 5 64 minus 5ဥစီပဒါက -4 -2 ဥစီပဒါက -4 -2 ဟုတ်ပြီအဲ့တော့ဆရာတို့ ။မရှာဘူးလို့လည်းဆိုလို့ရှိရင်ဒါရှင်ဗတာ D1 ကို AB ဗတာကနေရ။ AB ဗတာ equal to OB ဗတာ minus OA ဗတာ OB ဗတာက64 minus 5 minus OA ဗတာက11 minus 1 11 minus 1နှုတ်ချလိုက်မယ်6ရက်တိနှုတ်တော့5ရေရက်တိနှုတ်တော့3 မိုင်းနဲ့မိုင်းနဲ့ပြီးတော့ပလောက်ဝါပလောက်ဝါနဲ့မိုင်းနဲ့ဖိုင်နဲ့ဆိုတော့မိုင်းနဲ့ဟိုအားတစ်ခုကျတော့ AC ပဒါကိုရှာလိုက်မယ် AC ပဒါ equal to OC ပဒါမိုင်းနဲ့ OA ပဒါ OC ပဒါကမိုင်းနဲ့4မိုင်းနဲ့2မိုင်းနဲ့ OA ပဒါကတော့1 1မိုင်းနဲ့1 equal to 买了房，买了房子了，买了房，买了车，买了房子了，买了，买了买了那叫本来去倒霉，本来我那东西是大量的，哦，他属于假如，葡萄牙那衣服接到就接到就叫，那么话，葡萄牙伊那东，英葡萄牙，葡萄牙。 ဟောမှာ the equation of the plane is plane တစ်ခုရဲ့ equation ဆိုတာ vector r equal to vector a plus t1 d1 vector plus t2 d2 ဘာသာအနေအမှာဆက်လို့ပါသိလိုက်မယ်ဆိုရင် h1 ဇက်ကိုသိလိုက်မယ်ဒီကွဲဒီဘတာအနေအမှာဆက်လို့ position beta OA ဆိုတာကဘာပါလဲဆိုလို့ဆိုရင်ဘတ်တာရေနော် left left ဖြစ်တယ် left ဘတ်တာဘတ်တာရေက11 minus 1 11 1 plus t1 plus t2 ဘတ်တာက 5d minus 4 plus t3 plus t4 plus t5 minus 4ဒီ2ဒီ2ဘက်တာက -5 -3 马主任，那么我也不乐意这些百家放下你，那么都不乐意这些小，当地县放我，不要你吃下面主任，想来百家放下你又吃不了下来。好，再打开来动。啊，那么就，替当地县放。 ကာတီစီယံဖောင်ကိုဘတာဖောင်ဝါးတွေဆက်ရှာလိုက်ရင် H ရှိွဲလူ1ပလတ်5ပလတ်5ရက်5ကျန်ခိုင်းကမ်းလာတယ် A ရှိကွယ်1 plus 5 t1 minus 5 t2 သူ့ equation 1လို့ထားလိုက်မယ်နောက်တစ်ခု y equal to

ပလတ်ဖော်ပလတ်ဖော်ဒါအုပ် equation 3လို့ထားတယ်အဲ့တော့နောက်တစ်ခု cardinal form ကိုဆရာတို့ butter form နေပြီး butter form ရဲ့ parametric equation ရနေပြီးဆက်ပြီးဆက်အဲ့တော့ equation 1နဲ့2ကိုရှင်းမယ် equation 1နဲ့2ကိုရှင်းဖို့အတွက်ဆရာတို့အခု2ရောအခု2နဲ့ရော equation 1နဲ့တူခြေလှမ်းမှုပဲ equation 1ကိုဆရာတို့ဘာနဲ့ညောင်းလိုက်လဲဆိုရင် equation 1ကို3နဲ့ညောင်းလိုက်မယ် equation 1ကို3နဲ့ညောင်းလိုက်တဲ့အခါမှာ 3h equal to 3 plus 15 e1 minus 15 e2 ဟုတ်ပြီနောက်တစ်ခု equation 2ကိုကြတော့ခြေလို့ရဖို့တဲ့ဖိုင်းနဲ့ထားလိုက် equation ူးကိုကြာဆိုတော့ဗာနဲ့နောက်လာနေတယ်ဖိုင်နဲ့နောက်လာ 5y equal 5 plus 15 d1 minus 15 d2 ဟုတ်ပြီအခုဒီကိုကျွန်တော်ရှင်းလိုက်မယ်လက္ခဏာလေးတွားလိုက်မယ် minus 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 plus ဒီကောင်ကြည့်မယ်ဒီကောင်ကြည့်မယ် 3h minus 5y 3h minus 5y equal to 15 မိုင်းနဲ့တူအဲ့ကနေပြီးဆရာတို့ဗါလေးထုတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဝိုင်းလေးကိုထုတ်ထားတယ်ဝိုင်းလေးကိုထုတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ဗါပြည့်မယ်ဆိုရင်မိုင်းနဲ့5ဝိုင်းဒီဘက်မှာကျနေတယ်နော်မိုင်းနဲ့5ဝိုင်းဒီဘက်မှာကျခဲ့မယ်ဆိုလို့ရှိရင်ဝိုင်းကိုထုတ်မယ်ဆိုလို့ရှိရင်ဝိုင်းဤကွဲဒီဒီမှာရှိတာက minus 2 3ရဲ့ဒီဘက်ကလာတော့ minus 3 is minus 5ကတော့ minus 5ကလာပြီးတော့စားလိုက်တာ minus ဒါလေးတစ်ခုထုတ်ထားလိုက်နောက်တစ်ခု ါတို့ equation 2နဲ့3ကိုရှင်းတယ်ခက်လိုက်တော့တော့ equation 2နဲ့3မှာခြေနိုင်ဖို့အတွက်3ကို4နဲ့ညောက်ပြီးတော့2ကို4နဲ့ပြန်ညောက်ပြီးတော့3ကိုကြတော့3နဲ့ညောက်တယ်အဲ့တော့ equation 2ကိုဘာနဲ့ညောက်လဲဆိုလို့ရှိရင်4နဲ့ညောက် equation ပြုဖို့ formula ညှိလိုက်တဲ့အခါမှာ 4y equal to 4 plus 12t1 minus 12t2 နောက်တစ်ခု equation 3ကိုကြာတော့3နဲ့ညှိလိုက်မယ်ညှိလိုက်တဲ့အခါမှာ 3z equal to minus 3 minus 12t1 plus 12t2 ော့ဒီကောင်းလေးကြည်သွားမယ်အဲ့တော့အောင်းလိုက်တဲ့ခါမှာ 4y 3z 1ဝင်ပါအဲ့ဒီပြီးဆိုဆိုရုပ်ပဲဆက်လို့ဘာလေးကိုထုတ်လိုက်မယ်1ကိုထုတ်လိုက်1လေးကိုထုတ်လိုက်မယ်ဆိုလို့ရှိရင်1 3z 4ဆိုပြီးအဲ့တော့ဒီရောက်ဝင်နဲ့ဒီရောက်ဝင်နဲ့ဆက်လို့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီရဲ့အတွက်ကြောင့်မလို့ minor 2 3h by minor 5 equal to 1 minor 3 set by 4အဲ့တော့ကြာ crossing ပြာကိုပြရလိုက်မယ် crossing ပြောင်းလိုက်တဲ့ခါမှာဒီကောင်းဘာရမယ်ဆိုရင် minor 5 plus 15 z equal to ကောင်းကြတော့ဘာရမယ်ဆိုလို့ရှိရင် minor h minor h ့9လက် 12h အဲ့တော့ဒီကောင်လေးကိုဒီဘက်ကိုပို့လိုက်မယ်ဆိုလို့ရှိရင် 12h plus 15 z 9h ကဘောင်းလာကဆိုလို့ရှိရင်ဘာရလို့ရှိရင် 3. အဲ့တော့ y တော့မပါတော့ဘူးနော်တော့ကိုလို့ဆရာဘာနဲ့ကျင်းလိုက်မယ်ဆိုလို့ရှိရင်3နဲ့ကျင်းလိုက်မယ်ကွာ3လေး20နဲ့ 4h plus 3 5 5 5z equal to -1 ဆိုတော့ဒီကောင်ကဆရာတို့ ဘာလဲဆိုလို့ရှိရင်ပလိန်ရဲ့ကာတီစီယန် equation နဲ့ဖြစ်တယ်ကာတီစီယန် equation ဟော the equation of ဟုတ်တယ်ပလိန်ပလိန် is ဘာဖြစ်လဲဆိုလို့ရှိရင် 4h plus 5z equal to 5 now ဟုတ်နော်ရှားနော်